ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့တမိုင်းကြောင်တစ်လျှောက်မှာအပြင်းထန်ဆုံးလို့ပြောလို့ရတဲ့စကိုင်းငလင်ကြီးလှုပ်ခတ်သွားတာဖြစ်ပါတယ်။စကိုင်းငလင်ကြီးရဲ့တံကိုမြန်မာနိုင်ငံတွင်းသောမကာအင်းကြီးနိုင်ငံချုံမှာပါတီးသာရိုက်ခတ်သွားတာဖြစ်ပါတယ်။ဒါမြန်မာနိုင်ငံတွင်းနှစ်ပေါင်း100ကျော်အတွင်းမှာအမြင့်ဆုံးငလင်ဖြစ်တယ်လို့ငလင်ပေရပညာရှင်တွေကပြောပါတယ်။အဓိကအားဖြင့်ငလင်ကြီးကြောင့်ဖြစ်သွားတာကတော့မန္တလေးစကိုင်းအစရှိတဲ့ဒေသတွေမှာ အပြင်းထန်ဆုံးဗဟုပြုလှုပ်ရှားသွားတာဖြစ်ပါလိမ့်။ဂျနင်ဘလ28ရက်နေ့မော်လ7:30 50မိနစ်ချိန်လှုပ်ရှားသွားတဲ့ငလေပြင်းအားဟာ Richter scale 9.8အဆင့်ရှိပါလိမ့်။1912မေမြွငလင်နောက်ပိုင်းပြင်းထန်ဆုံးငလင်ဖြစ်တယ်လို့ငလင်ပညာရှင်ပေါမောက်ခဒေါက်တာမျိုးတန်းကပြောပါလိမ့်။1912ကလုံသွားတဲ့မေမြွငလင်ဟာပြင်းအားရစ်စတာစကေး9.6 9.9ရှာရှိမယ်လို့တွက်ချက်ကြပါလေ။အဲဒီနောက်1930ကလှုပ်ရှားသွားတဲ့ဘကုန်းငလင်ဟာပြင်းအားရစ်စတာစကေး9.3နဲ့ 9.5ကြာရှိပါတယ်။ပြင်းထန်နိုင်ငံလင်းလို့ပြောရမှာပါ။ဒီဘက်ခေတ္တလျှောက်မှာအပြင်းထန်ဆုံးငလင်းလို့ပြောရပါမယ်။စကိုင်းပြည့်ရွှေကအလုတ်တဲ့ငလင်းတိကျပြောရမယ်ဆိုအင်းဝပိုင်းကလှုပ်လာလို့ဒေါက်တာမြို့တန်ကပြောပါတယ်။လုံကနဲ့နှစ်ပေါင်း200နီးပါးက1039မှာလောက်ခဲ့တဲ့အင်ဝငလင်ကြီးဟာပြင်းရ Richter scale ရှစ်ရှိတယ်လို့ခန့်မှန်းတွက်ချက်ပါတယ်။အဲတော့နှစ်ပေါင်း190နဲ့နှစ်ပေါင်း200အတွင်းဒီလိုပြင်းရရှိငလင်ထပ်မံလှုပ်ရှားနိုင်မယ်လို့ မြန်မာနိုင်ငံငလင်ကော်မတီကလွန်ခဲ့တဲ့ဆယ်စုနှစ်တည်းကတည်းကအတွက်ချက်ခဲ့ပါတယ်။မြန်မာနိုင်ငံသမိုင်းမှာလူသေးပြောက်များသောငလင်ကအင်းဝငလင်ကြီးဖြစ်ခဲ့ပါတယ်။လူပေါင်း300လောက်400လောက်သေပြောက်ခဲ့ပါတယ်။အခုလောက်ရှားတဲ့ငလင်ကြောင့်မန္တလေးမြို့မှာအထက်မြေဆောင်းတွေပြိုကျပျက်စီးခြင်း၊စကိုင်းတရာဟောင်းပြိုကျခြင်း၊အောင်ပန်းဟိုတယ်ပြိုကျလို့လူထိခိုက်ဒေဆုံးမှုတွေရှိခြင်း၊တောင်ငူမှာလူထိခိုက်ဒေဆုံးမှုတွေရှိခြင်း၊နေပြည်တော်ကရင်တထောင်ဆေးုံပြိုပြီးတော့ဆေးဝင်တန်းတွေနဲ့လူနာများပြားထိခိုက်ခြင်း တောင်ကြီးမျိုးထွက်တောင်တလုံးပြိုကျပြီးမြို့တွင်းမှာရှိတဲ့အဆောင်တွေပြိုကျခြင်းတောင်လူပြောပွဲအပါအဝင်မြို့နယ်များစွာမှာဘာသာရေးဆောင်တွေပြိုကျပျက်စီးပြီးအနည်းဆုံးလူ20ကျော်ထပ်မံနေတေဆုံးထားတာဖြစ်ပါလိမ့်။ငလင်ကြီးရဲ့တံကြောင့်မန္တလေးမြို့ရိုးနေရာချို့လည်းပြိုကျပြီးပကံတပ်ပင်ညူဖျားချီတော့လည်းအနေငယ်ဆောင်းသွားတယ်လို့သိရပါလိမ့်။ဒါပြင် ငလေလောက်ခတ်ပြီးနောက်လက်ရှိညနေပိုင်းအချိန်ဒီဖုန်းလိုင်းတွေပြတ်တောက်မှုတွေလည်းရှိပါတယ်မန္တလေးလေစိမ်းမှာလည်းငလေကြောင့်ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့လူမှုကွန်ရက်မှာဖော်ပြကြတာဖြစ်ပါတယ်ငလေတန်းကြောင့်အများပြားခံစားခဲ့ပြီးမန္တလေးမြို့နယ်မှာဆိုရင်တိုက်ကြီးတွေတောင်မှပြိုကျမှုတွေရှိကြပါတယ်ငလေကြောင့်နေပြည်တော်ပအဝင်တိုင်းနဲ့ပြည်နယ်6ခုကိုရေးပေါ်အခြေအနေကြီးညာထားပါတယ်သဘောဘီအန်အေဆိုင်အစီမံခန့်ခွဲမှုကော်မတီကကြီးညာလိုက်တာပဲဖြစ်ပါတယ် အောင်ပန်းဟိုတယ်ပြိုကျောင်းမှာတော့လူထိခိုက်ဒေဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံတပွားမှာငလျင်ပြိုကျတဲ့ရေကိုအရေးပေါ်သတင်းဖြစ်နေပြီးတော့ကုန်ကြီးကယ်ဆယ်မှုတွေအများပြားရှိနေတယ်လို့တော့သိရပါတယ်။တောင်ကူမှာကိုရင်တပားနဲ့ဆစ်ဆောင်ကလေး၅ဦးစုစုပေါင်း၆ဦးသေဆုံးတယ်လို့သိပါတယ်။ ငလင်တန်းကြောင်တောင်ကူမှာ save the tree လူမှုကွန်ရီရုံးဖွဲ့ရုံးအဆောင်နဲ့ပြိုကျပျက်စီးခဲ့သလိုတခြားနေရင်အဆောင်ချို့လဲပြိုကျပျက်စီးခြင်းဥဒတိုင်းပြိုခြင်းတွေဖြစ်ခဲ့ပါတယ်။အလန်းတူရှမ်းပြည်နယ်အောင်ပန်းမြို့က6ထပ်ခွဲရှိတဲ့အောင်ပန်းဟိုတယ်လဲပြိုကျပျက်စီးလို့တယောက်သေပြီး10ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။မန္တလေးမှာတော့လက်ရှိချင်းဒီငလင်ကြောင်တိုက်ပြိုပြီးမိသူတွေအများအပြားရှိပြီးထိခိုက်သေးဆုံးမှုရရှိနိုင်တယ်လို့သိရပါတယ်။ မန္တလေးမှာတိုက်တော်များပြိုသွားပါတယ်။ဖျားကြီးဘက်ချင်းသေးတွေပြိုသွားတယ်။မီးလောင်နဲ့ကယ်ဆယ်ရေးတွေလည်းသွားနေတယ်။တိုက်ပြိုပြီးပိတ်မိသူတွေများတယ်။များတော့အောက်ခြေဖောင်ဒေးရှင်းမခံတော့အောက်ထပ်ကသူတွေပိုပိတ်မိနေတယ်။ကလေးတွေရောမျိုးသမီးတွေရောပါပါတယ်။ဒီအင်အားကြီးငလင်ကြောင့်မန္တလေးမှာအသေးပြောက်ထိခိုက်ပျက်စီးမှုတွေထပ်ရှိနိုင်တယ်ဆိုပါတယ်။တက္ကသိုလ်အပေါင်းအမျိုးနွယ်တော်များမှာမီးလောင်မှုချို့လည်းရှိခဲ့ပါတယ်။အပြက်စီးကြောင့်မှလုံလုံလေးသူတွေဟာနောက်ဆက်တွဲငလင်ငယ်လှုပ်နေတာနဲ့အပြက်စီးတွေထပ်မံပြိုကျနေတာ သတိထားဖို့တိုက်တွန်းနှိုးဆော်ထားပါလိမ့်။အားလုံးစိတ်အေးထားပါ။နီးစက်ရပစ္စည်းတွေကိုထိခိုက်တန်ရတယ်ကိုညီပါ။ရှမ်းပြည်တော်ပိုင်းမှာလည်းဟိုတယ်ပြုတ်တယ်လို့သိရကြောင်းပြောပါလိမ့်။ပထမငလီဟာစကိုင်းရေခိုင်းအင်အောက်အရှိတောင်တောင်းကနေလှုပ်ပြီး9.8စကင်နဲ့လှုပ်ပါလိမ့်။ဒုတိယလေငလင်ကတော့တတဦးလေရင်ခွေအနောက်မြောက်အောက်က6.4စကင်းနဲ့လှုပ်ပါလေ။ငလင်လိုင်းတွေရဲ့ဖြောက်ထွက်မှုကများပါလေ။တတိယငလင်ကတောင်ကြီးရဲ့နောက်မြောက်ဘက်ဂျက်ဆော့မြို့တောင်ဘက်မှာ9.1စကင်းနဲ့လှုပ်ပါလေ ဒုတိယငလေးနဲ့အချိန်တူတယ်လို့သိရပါတယ်။ဂျန်ကောမန္တလေးလမ်းမမှာလည်းပျက်စီးမှုအချို့ရှိခဲ့ပြီးလမ်းပိုင်းပျက်စီးမှုတွေ200 300ထက်မနည်းရှိတယ်လို့သိရပါတယ်။ခီးသွားကားတွေအများအပြားပိတ်မိနေပါတယ်။ငလင်ကြောင့်မန္တလေးစကရန်ကုန်မန္တလေးမြန်လမ်းမကြီးနဲ့ရှမ်းပြည်တောင်ဘက်ကတောင်ကြီးအင်းလေးပင်တရလာရှုအောင်ဘန်းအစရှိတဲ့မြို့ချုံနဲ့မန္တလေးတိုင်းမြို့ကြီးတွေပါဝင်မန္တလေးပြည်ဆိုင်လေးစကြီးပါထိခိုက်မှုတွေရှိပါတယ်။လက်ရှိမှာတော့ရှာဖွေကယ်ဆယ်ရေးတွေကိုစွန့်စားလုပ်နေရပါတယ်။ အင်အားခုနှစ်တမခုနှစ်ရှိတဲ့ငလင်ကြီးလောက်ခဲ့ပြီးဘန်ဂလားဒေ့ရှ်အိန္ဒိယလာအိုထိုင်းမြန်မာတရုတ်မှာတက်ရောက်ခဲ့တယ်လို့ပြည်တွင်းပြပမီဒီယာတွေက ဖော်ပြပါတယ်။စကိုင်းမြို့ကိုဗဟိုပြုတဲ့ငလင်ကြောင့်ရှမ်းပြည်တောင်ပိုင်းအင်းလေးမှာလည်းပျက်စီးတွေရှိခဲ့ပါတယ်။အင်အားပြင်ငလင်ကြောင့်အင်းလေးဖောင်တော်ဦးဖျားရင်းမြင့်ပျက်စီးတွေရှိခဲ့တယ်လို့အင်းလေးဒေသစီရဲ့ကြီးကြောင့်လည်းငလင်တန်ကြောင့်ထိခိုက်ပျက်စီးပါတယ်။အင်အားပြင်ငလင်လောက်ခတ်မှုကြောင့်မြန်မာနိုင်ငံတော်ကပျက်စီးများပြီးလူထိခိုက်ဒေဆုံးမှုတွေရှိပါတယ်။ ဗန်ဒလင်းမျိုးရိုးစိတ်ပိုင်းတချို့လည်းပြိုကျတယ်လို့လက်တလောသိရပါတယ်။အင်အားပြင်းငလင်ကြောင့်မန္တလေးပြည်ပဆိုင်ရာလေစိတ်အဆောင်အတွင်းပိုင်းမှာရှိတဲ့မျက်နှာချက်တွေပြိုကျခြင်းအဆောင်အထိကပျက်စီးမှုတွေရှိခြင်းလည်းရှိပါတယ်။ဒလင်းလုံးနေစဉ်လေရင်စီးခီးတဲ့တွေဟာအဆောင်ဝေးရမှာထွက်ပြေးခဲ့ရပြီးဘေးကင်းလုံခြုံရေးအတွက်လေရင်ပြေးလည်နေမှာဆောင်ဆိုင်ခဲ့ရပါတယ်။နေပြည်တော်ပြည်ဆိုင်ရာလေစိတ်မှာလည်းငလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ခုစုံစမ်းရတဲ့သတင်းလေးအရဆိုရင် နေပြည်တော်48တာဝါတိုင်းမှာပြိုကျခဲ့ပြီးလေကြောင်းထိန်းသိမ်းဝင်တဲ့အချို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်မလေးနိုင်ငံကထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုနေပြည်တော်ဂရင်းတထောင်စေယုံကြီးမှာစေကူတမှုပေးနေတယ်လို့ဆိုပါတယ်။ဒဏ်ရာရရှိတဲ့လူနာများပြားနေပြီးသွေးလူရှင်တွေလိုအပ်နေတယ်လို့ဝေကျုံစော်မင်းထွန်းကတော့ပြောပါတယ်။ မလီလောက်ခတ်မှုကြောင့်တောင်ငူမြို့တွင်လူစီကားရအဓိကလမ်းတွေဖြစ်တဲ့ဘုံမူဖိုကွန်လမ်းနံပါတ်6လမ်းနံပါတ်9လမ်းနံပါတ်10လမ်းဈေးလမ်းတွေမှာလူနေအိမ်အဆောက်အအုံဈေးဆိုင်ကနေပြိုကျပျက်စီးခဲ့ပြီးမော်တော်ယာဉ်နဲ့ဆိုင်ကနေပေါ်ပိကျပျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။ဖုန်ကြောင်ချို့တက်တန်းရဲ့အဆောက်အအုံတွေမှာအုတ်တိုင်းတွေအပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။မြို့ပေါ်ရပ်ကွက်နေရာအနှံ့အပြားမှာအဆောက်အအုံနဲ့ဈေးဆိုင်ကနေပျက်စီးမှုတွေပြင်းထန်ဖြစ်ခဲ့ပါတယ်။တောင်ငူငလင်းလှုပ်ခတ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးဒေသခံတို့က ဘဝတန်တန်းတစ်လျှောက်မှာတစ်ခါမှမကြုံဘူးသူတို့တောင်ကုန်းမှာအဲ့ဒီလောက်ကျန်တဲ့တန်းကြီးလောက်တာမျိုးလည်းမကြုံဘူးပါဘူးမြို့ထဲမှာအဆောင်တွေပြိုတာတိုက်တဲ့အတားရှိတယ်လို့ကြားပါတယ်အင်ချာစီယိုအိုနီယန်တွေအများအပြားပြိုကျမှုတွေမြင်ရတယ်လို့ဆိုပါတယ်အခြေအနေကတော့တော်တော်လေးကိုခက်ခဲနေပါတယ်လက်ရှိချိန်ထိတော့ရှာဖွေကယ်ဆယ်ရေးတွေကိုအများအများလုပ်နေရတဲ့အနေအထားမှာရှိတယ်လို့ဘိုးဘိုးဇော်မင်းထွန်းရဲ့ပြောဆိုချက်အရသိရပါတယ် မန္တလေးမဟာမြို့မြို့နီဖျားကြီးဆောင်းတဲ့အရန်စီတီချို့ပါပြိုကျပျက်စီးသွားပါတယ်။မန္တလေးမြို့မှာလည်းအဆောင်တွေဟိုတယ်တွေပြိုကျပျက်စီးမှုတွေဖြစ်ခဲ့ပါတယ်။ရှမ်းပြည်နယ်မောင်းမယ်မြို့ရဲ့တမိုင်းဝင်မောက်ဆန်ကျောင်းကရှေဟောင်းဖျားစင်းလို့ဇူရဲ့ဦးကောင်းတော်နဲ့စီရီတော်နှစ်စုမိထီတော်မြေခခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ နေရင်ဆောင်ချုံနယ်အုတ်ဒရိုင်းတွေထိခိုက်ပျက်စီးပြီးဈေးနှုန်းရက်ကွက်အောက်ကျညကွက်အခက်ဖြစ်သလိုရေတွေပန်းထွက်လာကသစ်ပင်လဲကျတာကြောင့်လူတို့ဒဏ်ရတယ်လို့သိရပါတယ်။မန္တလေးမြို့မစိုးရိမ်ဓမ္မယခိထចောင်းဆောင်ကြီးလဲပြိုကျပျက်စီးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ဖြူမြို့မှာငလင်ကျောင်းចောင်းဆရာမအပါဝင်မိသားစုဝင်၄ဦးသေတယ်လို့သိရပါတယ်။တယောက်ကတော့ဒဏ်ရပြီတယ်လို့သိရပါတယ်။အော်ဒရိုင်းပြီပြိုကျတေဆုံးတာလို့သိရပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မှာလည်းဆော်လဆအထက်30တက်ကြီးပြိုကြပြီးမြန်မာလူမျိုးတွေပါဝင်လူ40ကျော်ပိတ်မိနေတယ်လို့ထိုင်းသူတွေသတင်းတွေကဖော်ပြပါတယ်။အထက်မှာလူပေါင်း50ကျော်ပိတ်မိတယ်။အဲ့ဒီတည်းက9ဦးလွတ်မြောက်လာပါလေ။ကြမ်းသတင်းတွေမှာတော့အဲ့ဒီတိုင်ထဲမှာလူပေါင်း80ကျော်ရှိပြီး2ဦးသေဆုံးပါတယ်။ကယ်ဆယ်ရေးဖွဲ့တွေကတော့ကယ်ထုတ်နေစေဖြစ်တယ်လို့သိရပါတယ်။ငလင်းတင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲချက်လက်တွေကိုပြောချင်ပါတယ်။အင်အားပြင်းငလင်းကြီးကြောင့် အေဝါကနမကြီးမဲနုအုပ်ကြောင်းနဲ့လေးတဲ့ကြောင်းကြီးပါပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်မဲနုအုပ်ကြောင်းဟာမြန်မာတက်ခွဲ1189မှာဗာကြီးတော်မင်းဒီယာနဲ့နမ်တော်မဲနုလို့ဆောက်လုပ်ပြီးညောင်ကန်းဆရာတော်ကိုလှုပ်တန်းခဲ့တဲ့ကြောင်းဆောင်ကြီးပါမြန်မာတက်ခွဲ1100ခုနှစ်မှာငလင်တန်းကြောင်းပြိုကျပျက်စီးမှုပြီး1134မှာစင်ပြူမရှင်ကပြန်လဲပြင်ဆင်ရတဲ့ရှေးဟောင်းမွေနဲ့အုပ်ကြောင်းကြီးတစ်ကြောင်းလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့ စကိုင်းမန္တလေးမကွေးရှမ်းရှိပဲခူးနဲ့ရန်ကုန်တို့ကိုအရေးပေါ်အခြေအနေကြီးညာထားတယ်လို့သိရပါတယ်ပြင်းမနာမျိုးမှာလည်းနေရာတော်တော်များပြက်စီးခဲ့ပြီးတမျိုးလုံးမှာရှိတဲ့အထက်မြင့်တိုက်တာတော်တော်များပြိုကျခဲ့တယ်လို့လူသေးပြောက်မြေတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါရယ်။ထိုင်းဝန်ကြီးချုပ်ကဘန်ကောက်မြို့ကိုတော့အရေးပေါ်အေရိယာဖြစ်သတ်မှတ်ပါရယ်။အရေးပေါ်အကူအညီတွေချက်ချင်းလှုပ်ဆောင်မှုတနိုင်ငံလုံးကိုအပြေးအဝအရေးပေါ်အခြေအနေဖြစ်ကြောင်းပြောပါရယ်။မြန်မာနိုင်ငံရဲ့ငလျင်လှုပ်ခတ်မှုကြောင့်ဆော့လုပ်စဲ စင်းစစ်ချုပ်ရုံးမှာပြိုကျပျက်စီးခဲ့တာလို့သိရပါတယ်နောက်ဆက်တွဲငလျင်တွေစတိုက်လုံနိုင်တဲ့အတွက်မိမိရောက်ရှိရနေထိုင်ရနေရာများမှာဘေကင်းစိတ်ချတဲ့နေရာမှာပြောင်းရွှေ့နေထိုင်ဖို့ငလျင်ပညာရှင်တွေကတတိပေးထားတယ်လို့သိရပါတယ်။ပြင်းထန်တဲ့ငလျင်ပေးတဲ့ရဲ့နောက်ဆက်တွဲပြမျိုးပြမှာမိပေးအနေရကိုတတိပြုထားမှာဖြစ်ပြီးရေကာတာနေရာမှာလည်းတတိရမယ်တတိပြုရမယ်လို့ဆိုပါတယ်။လောင်စာစီတို့လောင်ငန်းတွေလည်းစစ်ဆေးရမယ်လို့ဆိုပါတယ်။ ဒါအပြင်ပေါက်ပြဲကလျှက်စစ်စီနေတဲ့ဝိုင်ယာကြိုးတွေလည်းသတိထားမှာဖြစ်ပြီးပင်လယ်နီးတော်ရောက်ခြင်းပြုဖို့ငလေးပညာရှင်တွေကသတိပေးထားပါတယ်လက်ရှိချိန်မှာစကားပြည့်ပြည့်ကျော်ဟာရွေရှားနေတဲ့ပြည့်ပြည့်ကျော်တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံတခြားရွေရှားနေကကပလီပင်လယ်ပြင်ကိုဗဟုပြုဖြန့်ကျက်တည်ရှိပါတယ်။မြောက်ဘက်ကိုလူရှင်းဇုံကိုချိတ်ဆက်ထားပါတယ်။စကားပြည့်ပြည့်ဟာမြန်မာနိုင်ငံမှာအကြီးဆုံးဖြစ်ပြီးလှုပ်ရှားမှုများဆုံးလည်းဖြစ်ပြီးပြည့်ပြည့်ကျော်ဟာရန်ကုန်နေပြည်တော်မန္တလေးကဲ့သို့ဒီကမြို့ကြီးတွေကိုညီကက်စွာဖြတ်နေတယ်လို့သိရပါတယ်။